မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့အော်တိုဘားလ2ရက်နေ့ညနေပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ် ပထမဆုံးတင်ဆက်ပေးရမယ်မြို့သိမ်းတိုက်ပွဲသတင်းကတော့ကချင်ပြည်နယ်ချီပွေခရိုင်စော့လော်မြို့နယ်မှာရှိတဲ့စော့လော်မြို့နယ်စစ်တပ်စခန်းအားလုံးကို KIA ဥဆောင်တဲ့တော်လိုင်းတပ်များကဒီကနေ့မှအပိသက်တိုက်ခိုက်သိမ်းပိုက်လိုက်ပြီးဆိုတဲ့သတင်းကိုတင်ဆက်ပေးရမယ်ဒီကနေ့အော်တိုဘာလ2ရက်နေ့မနက်9:20မိနစ်အချိန်မှာချီပွေခရိုင်စော့လော်မြို့နယ်မှာရှိတဲ့စော့လော်မြို့နယ်အတူစစ်ကောင်စီရဲ့တပ်စခန်းပြည်သူ့စစ်စခန်းများအပါအဝင်စစ်ကောင်စီတပ်စခန်းအားလုံးကိုသိမ်းပိုက်ရရှိခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်စစ်တုံးဘန်းများကိုဖမ်းဆီးရရှိထားပြီးတော့လက်နက်ခဲယမ်းအများအပြားကိုလည်းသိမ်းပိုက်ရ ရှိထားတယ်လို့သိရပါတယ်။စော့လော်မျိုးမှာတော့စစ်ခွဲတွေကင်းစင်သွားပါပြီ။တပ်စခန်းတွေအားလုံးကိုလည်းသိမ့်ပိုက်ရရှိထားပါတယ်။စစ်ခွဲသေးပြောက်စည်ရင်နဲ့ ်လက်နက်ခေယံစီးရင်ကိုတော့မရသေးပါဘူးလို့ KIA ရဲ့သတင်းအရင်းမြစ်ကပြောဆိုထားပါတယ်အလားတူပဲစက်တမလာ26ရက်နေ့မနက်9:00နာရီကစတင်ပြီးတော့ခြိပွေမြို့မှာရှိတဲ့အကြမ်းဖက်စစ်တပ်တပ်ဆွဲထားတဲ့ပြည်သူ့စစ်စခန်းခြိပွေမြို့မှာရဲစခန်း၄မိုင်စုပေါင်းဂိတ်စခန်းနဲ့ဗျူဟာတပ်စခန်းကုန်းတို့ကို KIA KPD ကပူးပေါင်းတပ်ဖွဲ့များကတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီးတော့ခြိပွေမြို့ကိုပါသိမ်းပိုက်ရရှိခဲ့ခြင်းဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ချင်းပြည်နယ်ဟာခါမြို့နယ်ဖလန်းမြို့မှာအော်တိုဘားလတရက်နေ့ကသကောင်စီးများစတင်ကောက်ယူခဲ့ပြီးတော့သကောင်စီးကောက်ယူနေတဲ့အချိန်မှာဟာခါမြို့ပေါ်မှာပြစ်ခတ်မှုဖြစ်ပွားခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနက်၁၀နာရီဝန်းကျင်မှာဟာခါမြို့ရဲစခန်းအနီးမှာသကောင်စီးကောက်ယူတဲ့အဖွဲ့ကိုလုံခြုံရေးယူပေးထားတဲ့စစ်ကောင်စီတပ်နဲ့ CDF ဟာခါအဖွဲ့တို့အပြန်အလှန်ပြစ်ခတ်မှုဖြစ်ပွားခဲ့တယ်လို့သိရပါဗျ။ကောက်တယ်ဆိုပေမဲ့အိမ်တိုင်းတော့မဟုတ်ဘူး။သူတို့အထိုင်ချထားတဲ့နေရာတွေနဲ့အဲ့ဒီအနီးနားတွေပဲကောက်ရဲတာ။ ရဲစခန်းသားတို့မူလာရန်ကျိုအကြောင်းသားတို့ပဲဒီမနက်လေဒီတိုင်းပဲဆက်လုံနေတယ်ပြစ်ခတ်တန်းတွေကြတော့ဘယ်သူမှအပြင်တိတ်မထွက်ရဲကြဘူးလို့ဒေသခံတို့ကပြောပါတယ်စီဒီအဖခါအဖွဲ့ဟာတကောင်စင်းကောက်ခံမှုမှာကူညီပေးတဲ့သူနန်းစီဒီအန်တွေကိုစစ်ကောင်စီလိုသဘောထားပြီးတော့ပြစ်ခတ်ရှင်းလင်းမယ်လို့စက်တမလာ23ရက်နေ့မှာထုတ်ပြန်ထားပါတယ်ဖလန်းမျိုးဘော်ကရက်ကွက်တချို့မှာစစ်ကောင်စီတပ်ဟာလုံခြုံရေးအပြည့်နဲ့စည်ရင်းကောက်ယူနေတယ်လို့ဒေသခံတွေကပြောပါတယ် ချင်းပြည်နယ်ကမြို့နယ်ကိုမြို့နယ်တွေမှာဖလန်းနဲ့ဟာခါမျိုးပေါ်ရက်ကွက်တချို့မှာတော့သကောင်စင်းကောက်ယူနိုင်ပြီးတော့တခြားမြို့နယ်တွေမှာတော့သကောင်စင်းကောက်ယူနိုင်ခြင်းမရှိသေးကြောင်းသတင်းရရှိပါတယ်ခင်ဗျာဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ရှမ်းပြည်နယ်မြောက်ပိုင်း MNDA ကသိမ်းပိုက်ထားတဲ့လာရှုံမြို့ကိုစစ်ကောင်စီကလေကြောင်းကနေတိုက်ခိုက်မှုများလှုံ့ဆော်ခဲ့ရမှာလာရှုံမြို့အတွင်းထဲကနေပြီးတော့စစ်တပ်ထံကိုပေးပို့တဲ့သတင်းအချက်အလက်များကိုအသုံးပြုပြီးတော့တိုက်ခိုက်မှုများပြုလုပ်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် လေရင်နဲ့ဘုံကျဲမှုတွေမှာလာရှိုးတွေကနေပေးပို့တဲ့အချက်အလက်တွေပေါ်မူတည်ပြီးတော့တိုက်ခိုက်ခဲ့တယ်လို့ပြန်သိရပါတယ်လာရှိုးတွေမှာတက်သတင်းပေးရှိနေတဲ့သဘောပဲလာရှိုးမျိုးရက်ွက်နဲ့မြေပုံကတက်ဘက်မှာရှိပါတယ် အထက်ကသတင်းပေးကပြောတဲ့နေရာကိုတီနေရာတက်မှတ်ရွေးချယ်ပြီးတော့လေချောင်းပြတ်မှတ်ပြန်ရွေးတယ်လို့သိရတယ်။လေချောင်းကနေတိုက်ခိုက်မှုအလုံးမဟုတ်ရင်တော့မှတော်တော်များများကသတင်းပေးတဲ့အချက်လက်ပေါ်အခြေခံတယ်လို့တပ်သတင်းရေးမြစ်ကပြောပြထားပါတယ်။အကြမ်းဖက်စစ်ကောင်စီကလာရှိုးမြို့ကိုဩဂတ်စ်လနောက်ပိုင်းကနေပြီးတော့ယနေ့အချိန်အထိလေချောင်းတိုက်ခိုက်မှု10ကြိမ်လှုပ်ဆောင်ခဲ့ရမှာအရသာ3ဦးသေဆုံးပြီး55ဦးဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။ပျက်စီးဆုံးရှုံးခဲ့ရတဲ့နေအိမ်နဲ့ အဆောက်အုံများစွာရှိပြီးတော့လာရှုံမြို့မှာဈေးကြီးဟိုတယ်များပါပျက်စီးဆုံးရှုံးခဲ့ရတယ်လို့သိရပါဗျ။ဒါအပြင်စစ်ကောင်စီကလာရှုံမြို့ပေါ်မှာမိုင်းတဲဆက်သွယ်ရေးဖုန်းလိုင်းကွန်ရက်များပြန်လည်ဖွင့်ပေးခဲ့ပြီးတဲ့နောက်အဲ့ဒီဖုန်းဆက်သွယ်ရေးကွန်ရက်များကနေတဆင့်သတင်းထောက်လန်းမှုများကိုလှုံ့ဆော်ခဲ့တယ်လို့သိရပါဗျ။ မိုင်းတဲဆက်သွယ်ရေးဖုန်းလိုင်းများအားလုံးဟာအသုံးပြုနေသူများရဲ့တည်နေရာနဲ့ပြောဆိုဆက်သွယ်မှုများအားလုံးကိုအဓိကထိန်းချုပ်ရေးစံတာကနေပြီးတော့ထောက်လန်းနိုင်ကြောင်းကြားဖြတ်နားထောင်နိုင်ကြောင်းတပ်သတင်းရင်းမြစ်ကရှင်းပြထားပါတယ်။လက်တလုံးမှာလာရှုံမြို့မှာဖုန်းလိုင်းများမရရှိတော့ဘဲအဆက်အသွယ်များပြတ်တောက်တဲ့အရှိကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့တနင်္သာရီတိုင်းဒဝယ်မြို့နယ်မှာအင်စည်းကားနဲ့လိုက်ပါလာတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများကိုပြစ်ခတ်တိုက်ခိုက်ရာစစ်တပ်ဘက်က၃ဦးသေဆုံးခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။စက်တဘာလ26ရက်နေ့မွန်လွယ်တနအီဝင်းကျင်ကမှာဒဝယ်မြို့နယ်မောင်မရှောင်ရွာကနေဇာဟာရွာကိုဗီဂိုးကားနဲ့လိုက်ပါလာတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သား9ဦးကိုတော်လိုင်းတပ်ဖွဲ့များကပြစ်ခတ်တိုက်ခိုက်ရာ ကားမှန်များကြီမွှတ်သွားပြီးတော့ရက်တမှုမရှိပဲမောင်းပြေးသွားတယ်လို့သိရပါတယ်။၎င်းတိုက်ခတ်မှုအတွင်းမှာအကြမ်းဖက်စစ်ကောင်စီတပ်သား၃ဦးတင်ဆုံးပြီးထိခိုက်ဒဏ်ရာရရှိသူများလည်းရှိတယ်လို့သိရပါတယ်။၎င်းတိုက်ခတ်မှုကိုတဝဲအမျိုးသားလွတ်မြောက်ရေးတပ်တော် DNA လေးရေပြူပြည်သူ့ကာကွယ်တပ်ဖွဲ့ YPPDF ဘီလုံးပြောက်ကြားတပ်ဖွဲ့စစ်တပ်နဲ့ Eastern Defense Force EDF တို့ကပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့နေပြည်တော်ဒက္ခိဏသီရိမြို့နယ်မှာမြို့နယ်အုပ်ချုပ်ရေးမှူးနိုင်ဝင်းဦးဆောင်ပြီးတော့လူငယ်များကိုတပ်သားတဲ့အဖြစ်နဲ့စူဆောင်းရန်ပေါ်တာဆွဲဖမ်းဆီးနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဒီနေ့မနက်ပိုင်းနေပြည်တော်ဒက္ခိဏသီရိမြို့နယ်အုပ်ချုပ်ရေးမှူးနိုင်ဝင်းလိုက်ပါလာတဲ့စစ်တပ်ရဲနဲ့ဌာနဆိုင်ရာပူးပေါင်းအဖွဲ့များက မာရဝီဇီယာဖျားပတ်အချမ်းမှာလမ်းများကိုပိတ်ပြီးတော့လူငယ်မှန်သမျှကိုဝင်းဖမ်းဆီးနေတယ်လို့သိရပါတယ်ဖမ်းဆီးရမှာလူငယ်နဲ့အမျိုးသားများကိုတရားခဏ်များဖမ်းဆီးတယ်လို့မျိုးလမ်းများကိုခေါင်းပေါ်ကိုတင်ခိုင်းပြီးတော့ခြေထောက်နဲ့ကန်ကြောက်ပြီးဖမ်းဆီးသွားတယ်လို့သိရပါတယ်ဒက္ခိဏသီရိအုပ်ချုပ်ရေးမှူးနိုင်ဝင်းရဲ့မိန်းမလည်းပါပါတယ်လူငယ်နဲ့အမျိုးသားတွေကိုတရားခဏ်တွေလိုလက်တွေကိုခေါင်းပေါ်တင်ခြေထောက်နဲ့ကန်ကြောက်တာတွေကိုလှုပ်ပြီးတော့ချိန်ဝါနေကြတာစစ်မှုထမ်းအပတ်စဉ်6အတွက်လူဖမ်းတာလို့ပြောတယ် ဖမ်းခံရပြီးတော့ပါသွားတဲ့သူကဖုန်းဆက်ပြီးတော့အတိပေးလာတာလို့ဖမ်းဆီးခံရတဲ့မိတ်ဆွေတအုပ်ကပြောပြလာပါတယ် အဲ့ဒီနောက်မှာတော့ဖမ်းဆီးရရှိထားတဲ့လူတွေတဲကအသက်16နှစ်ကနေအသက်35နှစ်ကြားလူငယ်နဲ့အမျိုးသားတွေကိုဖမ်းဆီးပြီးတော့အသက်ကျော်နေတဲ့လူတွေကိုတော့ပြန်လည်လွှတ်ပေးခဲ့တယ်လို့သိရပါတယ်။အလားတူပဲမကွေးတိုင်းတရက်မြို့မြောက်ဘက်ခွနမိုင်စစ်တပ်စစ်စေးရဲဂိတ်မှာလည်းလူငယ်များကိုဖမ်းဆီးပြီးတော့ငွေညစ်ချင်းပေါ်တာဆွဲချင်းများကိုလုဆောင်နေတယ်လို့သိရပါတယ်။ဒါ့အပြင်တရက်မြို့နယ်ပြည်တော်အေးရက်ကွက်မှာအော်တိုဘာလ10ရက်နေ့ညပိုင်းနဲ့စက်တဘာလ30ရက်နေ့ညပိုင်းတို့မှာ လူငယ်များကိုဝင်ရောက်ပြီးတော့ပေါ်တာဆွဲဖမ်းဆီးခဲ့တယ်လို့သိရပါတယ်ဗရောက်ပင်ကြီးရွာကပြည်စောတိတွေကပြည်သူတွေကိုဖမ်းဆီးရိုက်နှက်တယ်မနေ့ညနဲ့တနေ့ညကပြည်တော်ရေးရက်ွက်ထဲကိုဝင်ပြီးတော့စစ်မှုထမ်းအပတ်စဉ်6ရက်အတွက်လူမပြေသေးလို့ဆိုပြီးတော့လူငယ်တွေကိုပေါ်တာဆွဲနေတယ်လို့ဒေသခံပြည်သူတို့ကပြောဆိုထားပါတယ်အလားတူပဲတရားဝတီတိုင်းအင်ကပူမြို့နယ်ကွင်းကောက်ဒေသမှာလည်းနွားချံအုပ်စုခြေပါအုပ်ချုပ်ရေးမှုကိုထင်းနဲ့ယာယီမှုမောင်မောင်လေးပြည်စောတိခေါင်းဆောင်တိန့်စော်တို့ကစစ်မှုမထမ်းလိုပါကလူငယ်တအုပ်ကို ငွေကျပ်နှစ်သိန်းခွဲပေးရမယ်ဆိုပြီးတော့ငွေကြေးကောက်ခံနေတယ်လို့သိရပါဗျ။မပေးရင်စစ်တပ်ထဲကိုထည့်မယ်ဆိုပြီးတော့ချင်းချောက်ပြီးငွေကြေးတွေတောင်းခံနေကြကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ဘကိုးတိုင်းဒေသကြီးလက်ပတန်းမြို့နယ်စင်တလင်းအုပ်စုငှက်တိုက်ကြီးရွာအတွင်းမှာအကြမ်းဖက်စစ်သားများကငှက်တိုက်ကြီးရွာအတွင်းနေထိုင်တဲ့ရွာဦးကျောင်းဆရာတော်အပါအဝင်ပြည်သူများကိုဖမ်းဆီးကပြည်သူပိုင်ပစ္စည်းများကိုခိုးယူသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ စက်တမာလ25ရက်နေ့မှာအကြမ်းဖက်စစ်သားများကမှတ်တိုက်ကြီးရွာကိုဝင်းရောက်ဖမ်းဆီးသွားခြင်းဖြစ်ပြီးတော့ဖမ်းဆီးခံရတဲ့သူများဟာကြောင်းတိုင်ဆက်ရတော့အရှင်အက္ခစာရာဦးကြည်လွင်ဒေါ်တင်တင်ဦးဒေါ်ညိုရှင်ဒေါ်ရွှေစင်ဤလိုဖြစ်တယ်လို့သိရပါဗါးဖမ်းဆီးထားတဲ့သူများကိုလက်ပတန်းမြို့နယ်ရဲစခန်းအချုပ်ခန်းထဲမှာထည့်ထားပြီးတော့လက်ရှိအချိန်ထိပြန်လည်ပေးခြင်းမရှိသေးဘူးလို့သိရပါဗါး ြန်လည်လှုပ်ပေးလိုပါကလူတယောက်ကိုငွေချက်3900နဲ့ရွေးယူရန်စစ်တပ်ကပြောဆိုနေတယ်လို့သိရပါတယ်အခုအဖမ်းခံထားရတဲ့မိသားစုဝင်နေစီကတယောက်ကို3900တောင်းနေတွဲခွင့်လည်းမပေးဘူးတဲ့ဖမ်းပြီးတော့ရွှေငွေတွေကိုအကြမ်းဖက်စစ်သားတွေကဝင်ယူသွားတယ်အခုချိန်ထိဘာတရင်မှမကြရသေးဘူးခြေရွာတွင်းမှာနေထိုင်တဲ့ပြည်သူတွေရွာထဲကနေပြီးတော့အပြင်ကိုထွက်ခွင့်မပေးပဲအိမ်မှာလူမရှိရင်မိရှုပ်ဖြတ်စည်းမယ်ဆိုပြီးတော့ချိန်ချောင်းနေပါတယ်လို့ဒေသခံပြည်သူတို့ကပြောကြားထားပါတယ် စစ်တပ်ကခြေရွာကိုဝင်ရောက်စီးနှင်ရမှာ PDF ကိုထောက်ခံတယ်ဆိုပြီးတော့စွတ်စွဲပြီးဖမ်းဆီးသွားခြင်းဖြစ်ပြီးတော့ခြေရွာကိုလည်းအကြမ်းဖက်စစ်တပ်ကပိတ်ဆို့ထားတယ်လို့သိရပါတယ်။ခြေရွာအတွင်းမှာဆက်သွယ်ထားတဲ့လမ်းများကိုလည်းလုံးဝဖြတ်တန်းသွားလာခွင့်မပြုတော့ဘူးလို့ဒေသခံပြည်သူများကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။အခုလိုမျိုးမြန်မာတိုင်းငံလုံးမှာဖြစ်ပွားနေတဲ့စစ်ရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတော့ Revolut Burma News Channel ကနေပြီးတော့အထူးပဲကြည့်စုတင်ရှိပါတယ်ခင်ဗျာ